မြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်းမွတ်စလင်တွေအတွက်တိကျလက်လက်တဲ့ကိုပိုင်ပြည်နယ်ဖြစ်ပေါ်လာရေးဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအတိုက်ခံအင်အားကြီးပါတီဂျမတီအစ်အစ္စလာမစ်ပါတီကတောင်းဆိုမှုဟာအနောက်နိုင်ငံရဲ့စေခိုင်းမှုဖြစ်နိုင်တယ်လို့ရခိုင်နိုင်ငံရေးသမားတွေနဲ့နိုင်ငံရေးလှိလာသူတွေက CNN သတင်းဌာနကိုပြောပါရယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး April 28ရက်က င်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့တရုတ်ကွန်မြူနစ်ပါတီမှထိတ်တန့်ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံဆွေးနွေးမှာဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ကြတယ်လို့ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာနတွေကနေဖော်ပြခဲ့ကြတာပါ။အဲ့ဒီတွေ့ဆုံမှုမှာတော့မွတ်စလင်ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြကရခိုင်ပြည်နယ်အတွင်းတခြားလွတ်လပ်တဲ့ကိုပိုင်ပြည်နယ်တစ်ခုကိုမွတ်စလင်ဒုက္ခသည်တွေအတွက်ထူထောင်ပေးဖို့ပါဝင်ကြောင်းသိရပါတယ်။အဲ့ဒီလိုပြောဆိုမှုဟာနိုင်ငံရေးစကားတစ်ခုဖြစ်ပေမဲ့လည်းမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကျော်လွန်ကပြောဆိုလာခြင်းဖြစ်တဲ့အတွက်လက်ခံလို့မရကြောင်း မြန်မာနိုင်ငံရဲ့နယ်နိမိတ်သတ်မှတ်မှုတွေဟာအခြေခံဥပဒေအတိုင်းသာတွားရမှာဖြစ်ကြောင်းတင်ဒကမဟာဗျူဟာလိလာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းကစီအန်အန်သတင်းဌာနကိုပြောပါဗျာ။တာမန်အချင်းကကြည့်နေတာဒီနိုင်ငံရေးအရေးကြီးတာနိုင်ငံရေးစကားတစ်ခုပြောလိုက်တာပေါ့နော်။ဒါကတော့ဒီတင်ဝါရေးစကားနိုင်ငံရေးဒုမန်းရေးလုပ်တဲ့သူတွေတကယ်ကဒီဥပဒေကြတော့ကျွန်တော်နိုင်ငံရဲ့အချုပ်အခြာအနာကိုကျော်ပြီးတော့သူတို့အလုပ်လာလို့ဖြစ်နေတယ်။ဒါကတော့ဟိုတက်ခံနေမရဘူး။နိုင်ငံရေးကသူပြောတာတော့ကျွန်တော်တကယ်နာပဲစပိုင်းနဲ့ပြောတာဒီ မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့အခြေအနေကိုသူတို့ဝင်ကြည့်တာမျိုးစက်ဖက်ကိုပြည်သူကိုကြားလဲလို့ဆရာမြန်မာနိုင်ငံရဲ့လက်ရှိအပိုင်းခြားနဲ့ဘယ်လိုတတ်မှတ်ရမလဲဘယ်လိုလုပ်ရမလဲဘယ်လိုခွင့်ပြုရမလဲဆိုတာကျွန်တော်တို့ဒီအခြေခံဥပဒေနဲ့ပေါ်အောင်ဖြစ်တဲ့အတွက်ဒါကတော့သူတို့ဒီနိုင်ငံရေးစကားရသူပေါင်းလူတို့ဒီမှာထုတ်ပြောလိုက်တဲ့တော့ကျွန်တော်တို့မှန်းမပြောဘူးပုံမှန်ကြည့်ရတော့အခုဒီဒီလိုတက်လာပြီးအနောက်နဲ့တူရေးနေချင်ပါလေအနောက်ပုံမှန်ကအနောက်အလူကကျော်တဲ့ပတိယမျိုး ခုတော့ဒီလိုကျွန်တော်မြင်ပါတယ်။ဒါပေမဲ့အဓိကအရေးကြီးတာအဲ့ဒီနေရာမှာသွားကြည့်ရဲဒီကဘယ်လိုမပိုင်းပြန်နေလဲ။ဒီလိုဘယ်လိုတက်လို့တော့မလဲ။ဒါကတော့ကျွန်တော်တောက်ကြည့်လို့တော်တယ်။ဟိုတိကျတာကတော့ကျွန်တော်တို့ဒီအချုပ်တာနာဝိုင်းနိုင်ငံဖြစ်တဲ့ဆိုကျွန်တော်နိုင်ငံရဲ့ဒီဝင်ဆိုင်ရာဆုချက်ပိုင်းလို့ဒီဝင်ဆိုင်ရာတဟတာတို့ဘာညာတို့အကုန်လုံးကျောင်းတန်းတော့သွားမှာဖြစ်တယ်ကွာဒါတော့ငွေနဲ့အတွက်ကျွန်တော်တို့ကဘယ်လိုမှဒါ ဆက်ဆံလို့ဝင်လာတဲ့ဆရာဖြစ်တယ်။ဇမတီအီအစ္စလာမစ်ပါတီမှအကြီးအကဲတဦးဖြစ်တဲ့မိုဟာမက်တာဟီကတရုတ်နိုင်ငံဟာမြန်မာနိုင်ငံရဲ့အခင်းကျင်းမှာအရေးပါတဲ့အခန်းကဏ္ဍမှာရှိနေတယ်လို့လည်းပြောကြားခဲ့တာပါ။ဒါအပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့မွတ်စလင်ဒုက္ခသည်တသန်းကျော်ကိုလက်ခံထားရကြောင်းသူတို့အတွက်နေရာထိုင်ခင်းတဲ့စားနပ်ရိက္ခာကူညီပေးရုံနဲ့မွတ်စလင်ဒုက္ခသည်အရေးပြည်နယ်နိုင်စရာမရှိကြောင်းကိုပိုင်နေမြေအဖြစ်ရခိုင်ပြည်နယ်အတွင်းသတ်မှတ်ပေးကာ ပြည်내နေရာခြားထားပေးခြင်းကသာအပြည့်အမှန်ဖြစ်ကြောင်းသူကပြောကြားခဲ့တယ်လို့ business standard ကဖော်ပြခဲ့တာပါ။ရခိုင်မြောက်ပိုင်းဒေသမှာမွတ်စလင်ဒုက္ခသည်တွေအတွက်တခြားနယ်မြေထူထောင်ဖို့ကိုအခုမှတောင်းဆိုလာတာမဟုတ်ပဲဗြိတိရှ်ကိုလိုနီလက်အောက်မှာကလေးကမောင်တော်ခရိုင်ကိုရရှိရေးမွတ်စလင်တွေဟာဒီဇိုင်းမမတ်စ조사လာတာဖြစ်တယ်လို့ရခိုင်မြို့သားပါတီ ANP မှာမူဝါဒရေးရာဦးဆောင်ကော်မတီဝင်ဦးထွန်းအောင်ကျော်က CNN သတင်းဌာနကိုပြောပါရယ်။အခုလိုတောင်းဆိုမှုအပေါ်မှာလည်းရခိုင်တိုင်းရင်းသားတွေသာမကြော မြန်မာနိုင်ငံတစ်ခုလုံးရှိပြည်သူလူထုအနေနဲ့လက်ခံမှာမဟုတ်ကြောင်းလည်းသူကပြောပါတယ်။အော်1920နှစ်ခုမြောက်ကပြည်ဝင်ချုံရတဲ့အင်္ဂလိပ်ပြည်အိန္ဒိယကိုဆုတ်ပြီးတဲ့အခါဒီနေ့ရောက်တော့ဒီဘိုးတဲ့ဂျပန်ပြည်ရဲ့ဖွဲ့စည်းကိုခုခံနိုင်ဖို့တဲ့ဘူးကြီးတော်ခရမ်းဒီမောင်နှမရဲ့မှာရှိတဲ့ပြည်သူလူထုကိုအဲ့ဒီဒုတိယကမ္ဘာကြီးကအကောင်းဆုံးလက်နက်ကိုပြင်းခဲ့တယ်။အဲ့ဒီမှာပဲမောင်နှမခရမ်းမှာလူကြီးစုံစမ်းတော့ဒီဒီလိုလက်နက်တိုင်တွေရဲ့အကြံပေးမှုနဲ့ဒီခိုင်လူကြီး ။အထိုင်နဲ့အထိုင်တိုင်းရင်းသားလူကြီးတွေလူတုံးတောင်းကြော်နဲ့ဒီချီရောဘောင်းတုံးရကျော်ဒီချုပ်ချက်ကြည့်နေရန်ခါပြီးတော့လူဆုံးမတော့အကိုက်ခါရတဲ့ပမယအပြင်ထက်ကြည့်နေပါလေ။အဲ့ဒီတဲ့ကကူချဒီနေ့ဒီနေ့ဒီတော့မချူစားလာကြတာ။အခုဒီလေဒီပမယအမျိုးမျိုးကိုအာချင်းမနဲ့ချင်းကွာပြီးတော့ဘာကိုချူပြီးတော့ဒီမြန်မာနိုင်ငံမှာတိုင်းမှာဒီကူပြရမယ်သူလည်းတောင်းချုံချက်ပြီးတော့လုံချလာတာပါ။အဲ့ဒါကကျွန်တော်တို့ jamaa na nga no nga en yung na ni ko mo na mali ga ni ma na ma e ni ti du ni de su ko du ni ya ju he da ni ra ni ma ta kama mi chi ga bu du da ni ma ta bi lu nga bi bi a lu ka ga 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 ni ni ma na chi a su ya chi ni po gu yo a ti ju ndo do ti ndo chi se ga yo e ni ma lu yo a lu nga yo a tai ne che ni ဟိုပေးချာချာဥကြီးပါလေခင်ဗျအဲ့ဒါကြောင့်ကြည့်ချင်တယ်ဒီကောင်တိုင်းဟိုအတက်ကတော့မြန်မာတပြည်လုံးမှာရှိတဲ့ပြည်သူလူထုအနေနဲ့ဘလို့ညမလက်ခံမှာမဟုတ်ပါဘူးခင်ဗျပြီးခဲ့တဲ့မတ်လကဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးအကဲမူဟာမက်ယူနုကဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးတင်းရှောင်ရောက်ရှိနေတဲ့မွတ်စလင်ဒုက္ခသည်တွေကို2026ခုနှစ်မှာနေရက်ဖြစ်တဲ့ရခိုင်ပြည်နယ်ကိုပြန်လည်ပို့ဆောင်ပေးသွားမယ်လို့ကတိပြုပြောကြားထားတာရှိပါတယ်။ဒါ့အပြင်သူကမွတ်စလင်ဒုက္ခသည်တွေဂုံတိခါရှိစွာနေရက်ပြန်ရေးတဲ့နေထိုင်ရေးတွေအတွက် ရခိုင်ပြည်နယ်အတွင်းဘေးကင်းစုံတစ်ခုရှိရမယ်လို့လည်းပြောဆိုထားတာပါ။ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိဘင်းစတက်အစည်းအဝေးကိုနတ်ဆက်ကဥက္ကဋ္ဌနဲ့တာဝန်ရှိသူတွေတွားရောက်ခဲ့စဉ်ကလည်းမြန်မာနိုင်ငံသားရဲ့ဝင်ကြီးဌာနနဲ့ဘင်္ဂလားဒေ့ရှ်ဘက်မှမိုဟာမက်ယူနိုရဲ့အထူးကိုယ်စားလှယ်တို့ဟာမွတ်စလင်ဒုက္ခသည်တွေနေရပြန်ရေးကိုဆွေးနွေးခဲ့ကြတာပါ။အဲ့ဒီဆွေးနွေးမှုမှာတော့ဘသူဘဝဖြစ်ကြောင်းစစ်စစ်အတည်ပြုမှုရထားတဲ့မွတ်စလင်ဥယျာဉ်38000ကိုတောင်ဥစားပထမလက်ခံမှာဖြစ်တယ်လို့မြန်မာဘက်ကပြောဆိုထားတာပါ။လက်ရှိရခိုင်ပြည်နယ်မှာမြန်မာတပ်မတော်နဲ့အေအေကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီး မွတ်စလင်တွေနေထိုင်တဲ့ဘူးတီတောင်မောင်တုံးရတိတောင်မြို့နယ်တို့ကိုအေးကထိန်းချုပ်ထားတာပါ